ဒီလိုမျိုးဒီကျွန်တော်တို့ရဲ့လေထုကညံ့ညမ်းနေတဲ့အခါကြရင်ကျွန်တော်အနေနဲ့တူတူယောက်ချင်းစီကဘလို့ကာကွယ်ရမလဲဘာတွေဆင်ခြင်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးမယ်အရင်ဆုံးအနေနဲ့ဒီထိုင်းအစိုးရဘက်ကနေဆိုရင်လက်ရှိထိုင်းနိုင်ငံမှာတော့ကြောင်းတွေပိတ်တာမျိုးတွေလှုပ်လာတယ်ဒါကြောင်းပေါင်း300ကျော်အခုလက်ရှိမှာပိတ်ထားတယ်လို့ပြောတယ်ပြီးရင် work from home ပေါ့နော်တချို့ဝန်ထမ်းတွေဆိုရင်ဒီဘဏ်ကောက်မှာရှိတဲ့ဝန်ထမ်းတွေဆိုရင် ဒီအိမ်ကနေပဲအလုပ်လုပ်ခိုင်းတာမျိုးတွေရှိလာပြီပြီးရင် cloud seed တဲ့ဒီမိုးမိုးရွာတဲ့ဟာပေါ့နော် မိုးရွာတာအတုဖန်တီးတာ မိုးတိမ်အတုဖန်တီးတာတွေလောက်လာပြီလေတုညဉ့်ညနာကိုရှော့ချနိုင်မယ်လို့လည်းပြောတယ်ပြီးရင်ရင်ကြောပိတ်စုဒါတွေကိုရှော့ချဖို့လည်းစူးစမ်းနေတယ် စိုက်ပျိုးရေးမီးရှို့တာတွေထိထိန်ချုပ်တယ်ဗောနော်ကျွန်တော်တို့အထူးသဖြင့်ဒီထိုင်းမြန်မာနယ်စပ်တလျှောက်မှာစိုက်ပျိုးရေးအတွက်ဒီတောမီးရှို့တာတွေကိုပါတွားပြီးတော့ထိန်ချုပ်လာပြီးပြီးရင်လူထုတွေကြားထဲမှာဒီ NID5 မျက်နှာဖုံးတွေဖြန့်ဝေတာမျိုးတွေလောက်လာရဲ့ပြီးရင်စေးကုတအတာတွေလည်းလောက်လာရဲ့ပြီးခဲ့တဲ့2024နှစ်မှာဒီထိုင်းနိုင်ငံတနိုင်ငံထဲမှာပဲလေးထုမြင့်ညာတာကြောင့် ကျမ်းမာရေးကုတဗေဒကလူပေါင်း100တန်းကျော်ကိုကုတပေးခဲ့တယ်လို့ပြောတယ်။ပြီးရင် clean air act ဆိုတဲ့ဒီလေထုတန့်စင်ရေးဥပဒေကိုထိုင်းနိုင်ငံဘက်ကနေပြီးတော့အတည်ပြုလိုက်ပြီ။ဒါကတော့ဒါအစိုးရပိုင်းတွေကလှုပ်ဆောင်တဲ့အချက်တွေကျွန်တော်တဦးချင်းစီခါချတော့ကောဘာတွေလိုက်လာလို့ရတယ်လဲပေါ့နော်။နံပါတ်1ကတော့ဒီလေထုညဉ့်ညံတာကိုစောင့်ကြည့်နေဖို့လိုတယ်။ကျွန်တော် application တွေမှာပဲဖြစ်ဖြစ် internet ကနေပြီးတော့ပဲဖြစ်ဖြစ် air quality focus AQI ဆိုတဲ့ဟာလေးကိုရှာပြီးတော့စစ်ဆေးဖို့လိုတယ် AQI ကဒီ mobile application တွေအားနေဒါမှမဟုတ်လေ website တွေအားနေစစ်ဆေးလို့ရပါတယ်အကယ်၍ AQI က150ထပ်ပို့ပြီးတော့မြင့်နေမယ်ဆိုရင် အပြင်ထွက်တာကိုရှောင်ကျင်တက်နေပုံမှန်ဆိုရင်တော့ကောင်းတာကတော့ AQI 100အောက်ဆိုရင်တော့ကောင်းတယ်100နဲ့150ကြားဆိုရင်တော့ဒီအစုပ်မကောင်းတဲ့တူတွေ ဒီနဂိုရဲကကိုခံအားနဲတဲ့လူတွေအတွက်မကောင်းဘူး150ထပ်ပိုလာပြီဆိုရင်တော့ဒီတာမန်လူတွေပါအပြင်ထွက်တာကို ကန့်တက်ထားတဲ့နယ်ပေါ့နော်နံပါတ်2ကမလွဲတာလို့အပြင်ထွက်သွားတဲ့အခါကျရင် ကျွန်တော်တို့ N95 mask တွေနဲ့ကာကွယ်ဖို့လိုပါတယ်ဒါမှပဲကျွန်တော်တို့အမုံအမွားတွေကကျွန်တော်အဆုတ်တွေအတက်ရှူလမ်းကြောင်းတွေထင်းကိုဝင်ရောက်တာကိုတားဆီးနိုင်မှာဖြစ်တယ်နံပါတ်3ခါကျတော့အိမ်တွင်းထဲမှာလေထုတန့်စင်ရေးတွေလုပ်ဖို့လိုပါတယ် ကျွန်တော်လေတန်းဆက်တွေကိုပဲအဓိကတုံးပါ အကယ်၍ကိုကငွေကြေးအဆင်ပြေတယ်တတ်နိုင်တယ်ဆိုရင်တော့လေတန်းဆက်တွေအတုံးပြုဖို့လိုပါတယ် HEPA စနစ်ပါတဲ့ဒီလေတန်းဆက်ပေါ့အဲ့ဒါတွေကိုအတုံးပြုထားမယ်ဆိုရင်တော့အိမ်တွင်းကအိမ်အတွင်းထဲမှာရှိတဲ့လေထုကိုပို့ပြီးတော့တန့်စင်နိုင်တယ်လို့ပြောတယ်ကျွန်တော်ဈေးနှုန်းကိုကြည့်လိုက်တော့လေဒီမြန်မာငွေတသိန်းတသိန်းကျော်ဝင်းကျင်လောက်နဲ့ဝယ်လို့ရတယ်ပေါ့နော်အဲ့တော့အိမ်မှာ ကလေးတငယ်တွေတက်ကြီးရွယ်အိုတွေရှိတယ်ဆိုရင်ဒီခုနတော့က AQI အရန်များတဲ့နေရာတွေမှာဆိုရင်ဝယ်ပြီးတော့တက်ဆင်ထားတင်တယ်။အဲအတွင်းထဲမှာလည်းအပင်လေးတွေစိုက်ထားနိုင်ရင်ပိုကောင်းပါတယ်။လေထုကိုတန့်ဆင်ပြီးနိုင်တဲ့အပင်လေးတွေကိုကိုယ့်ရဲ့အိမ်နေရန်တွေမှာဒီဆင်တွေမှာထားပြီးတော့လှုပ်ထားမယ်ဆိုရင်လည်းအတိုင်းအတာတစ်ခုတည်းထိရောက်မှုရှိပါတယ်။အိမ်အတွင်းထဲမှာလေဝင်လေထွက်ကောင်းအောင်လည်းလှုပ်ထားဖို့လိုတယ်။ လေထုညံ့ညံ့နာနဲနေတဲ့အချိန်မှာဆိုရင်တော့ brain box တွေဖွင့်ထားပြီးတော့လေဝင်လေထွက်လေရှိနေတာပိုကောင်းလိမ့်မယ်။နံပါတ်၄ကတော့ healthy living ပေါ့။ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံလေးတော့လိုတဲ့အာဟာရပြည့်အောင်စားမယ်၊ရေများများတောက်မယ်၊ပြီးရင်လေ့ကျင့်ခန်းလေးတွေပုံမှန်လုပ်မယ်။ဒါဆိုရင်လည်းကျန်းမာရေးအတွက်အတိုင်းအတာတစ်ခုထိအထောက်အကူပြုမယ်။နံပါတ်၅ကဒီကိုယ်ဝန်ဆောင်တွေကလေးငယ်တွေအတွက်အထူးဂရုထားဖို့လိုတဲ့ကလေးငယ်တွေဆိုရင်ဒီလေထုအရမ်းညံ့ညံ့တဲ့နေရာတွေတွားတာမျိုးတွေ အဲ့ဒီနေရာတွေမှာတွားထားတာလို့ဒီဒါမျိုးတွေမလုပ်ပါနဲ့အဲ့တော့တူတို့တွေခါကျတော့ပို့ပြီးတော့ခန်းစားရတတ်တယ်ပို့ပြီးတော့ကျမကြီးပြဒနာများလာတတ်တယ်ကိုယ်ဆောင်တွေဆိုရင်လည်းဒါလေထုတက်တဲ့နေရာတွေမှာပဲနေပါလေထုညဉ့်ညံမှုကိုရှောင်ရှားဖို့အတွက်အရန်အရေးကြီးပါတယ်နံပါတ်6ကကျတော့လူမှုအတိုင်းဝိုင်းနဲ့ပူပေါင်းဆောင်ရွက်တာမျိုးပေါ့နော်ဒီလေထုညဉ့်ညံတာတွေကိုရှော့ချတဲ့ campaign တွေလုပ်တဲ့အခါကျရင်ကိုကပူပေါင်းပါဝင်တာမျိုးတွေလုပ်မယ်ပြီးရင်ဒီလိုမျိုးအခုကျွန်တော်ပြောတဲ့ဗီဒီယိုတွေလိုမျိုးကျမကြီးဘူးဒ် အတိပညာပေးတွေကိုကိုယ့်ရဲ့အနီးအနားမှာရှိတဲ့မိတ်ဆွေတွေတငယ်ချင်းတွေတည်အောင်လဲမျှဝေပေးဖို့လိုပါတယ်ဒီဗီဒီယိုလေးကိုလည်းကျေးဇူးပြုပြီးတော့မျှဝေပေးပါအဲ့ဒါမှဒီကိုယ့်ရဲ့အတိုင်းဝိုင်းထဲကလူတွေပါပို့ပြီးတော့တည်လာပါလိမ့်မယ်ပို့ပြီးတော့တည်ထားမိပါလိမ့်မယ်နမခွန်ကတော့ဆေးလေးတောက်တာကိုလည်းလောဝါကိုရှောင်ချင်ဖို့လိုတယ်ဒါကိုယ်တိုင်ဆေးလေးတောက်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အိမ်ထဲမှာရှိတဲ့သူကိုယ့်ရဲ့ဘေးနားမှာရှိတဲ့သူဆေးလေးတောက်တာကိုပဲဖြစ်ဖြစ်နှစ်ခုလုံးကိုရှောင်ချင်ဖို့လိုပါတယ် ဆေးလေးတောက်တာကလေတုညဉ့်ညံနာကိုလည်းပိုဆိုးစေတယ်။ပြီးရင်အဆုံနဲ့တခြားကျန်းမာရေးပြဿနာတွေကိုလည်းဖြစ်စေနိုင်တယ်။အဲ့တော့အခုကျွန်တော်ပြောခဲ့တာကနံပါတ်၁ကလေတုညဉ့်ညံနာကိုစောင့်ကြည့်နေဖို့လိုတယ်။ mobile application အပဲဖြစ် website အပဲဖြစ်ဖြစ်စောင့်ကြည့်နေပါ။အရန်များလာလေဆိုရင်တော့အပြင်မထွက်ပါနဲ့။နံပါတ်၂ကမလွဲလာလို့အပြင်ထွက်ရပြီဆိုရင်ဒီ mask လေးတော့ဒေချာလေးတက်သွားပါ N95 ဒါမှမဟုတ်လည်း N99 ဖြစ်ဖို့တော့လိုပါတယ်။ရိုးတာမန် mask နဲ့မရပါဘူး။နံပါတ်၃ကတော့ ဖြစ်နိုင်တယ်ဆိုရင်တော့တက်နိုင်တယ်ဆိုရင်တော့အိမ်အတွင်းထဲမှာလေတုတန့်စင်တဲ့ဆက်လေးထထားပါဒါမှမဟုတ်လည်းဒီအိမ်အတွင်းထဲမှာအပင်လေးတွေစိုက်ထားလို့ရတယ်လေတုညဉ့်ညံတာအားနေတဲ့အချိန်တွေမှာဆိုရင်ဒါအိမ်ထဲမှာရှိတဲ့ဗနေပေါက်တွေဖွင့်ထားလို့ရပါတယ်နံပါတ်၄ကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံလေးရှိဖို့လိုပါတယ်အစားအတောက်အနေအထိုင်းအတွားအလာလေ့ကျင့်ခန်းတွေလုပ်တာပါနံပါတ်5ကတော့ကလေးငယ်တွေကိုယ်ဝန်ဆောင်တွေကလည်းအထူးတတိပြုဖို့လိုပါတယ်။နံပါတ်6ကတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူမှုအတိုင်းဝိုင်းနဲ့ ူပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ကိုကဒီလိုမျိုးလေတူးညဉ့်ညံတာနဲ့ပတ်သက်ပြီးတော့တိလာတဲ့ဆိုးကျိုးတွေဆောင်ရံဆောင်ရံတွေကိုလည်းကိုရဲ့မိတ်ဆွေတငယ်ချင်းတွေကိုမျှဝေပေးဖို့မမေ့ပါနဲ့။နံပါတ်ခွန်ကတော့ဆေးလိပ်တောက်တာကိုကိုယ်တိုင်ပဲဖြစ်ဖြစ်သူများတွေဘေးနာပတ်ဝန်းကျင်အလုပ်တွေဖြစ်ဖြစ်လုံအောင်ရှောင်ချင်နေပါတယ်။ခနာကိုရဲ့အချမ်းမရေးကဒီလေတူးညဉ့်ညံတာကိုပို့ပြီးတော့ဆိုးဝါးစေပါတယ်။အဲ့တော့ကျွန်တော်ဒီဗီဒီယိုမှာပြောပြခဲ့တာကလေတူးညဉ့်ညံတာကြောင့်ဖြစ်လာနိုင်တဲ့ ကျမ်းမာရေးပြဿနာ12ခုနဲ့ကျွန်တော်တို့တူးချင်းစီအလိုက်ဘလူတွေထိန်းတဲ့ရမှာလဲဘလူတွေကာဝယ်လို့ရမှာလဲဆိုတာကိုလည်းခုနှစ်ချက်ပြောပြခဲ့ပေးပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးကျေးဇူးရှိမယ်ဆိုရင်ကြံတဲ့ကိုယ့်ရဲ့အတိုင်းဝိုင်းထဲကမိတ်ဆွေတငယ်ချင်းတွေတည်အောင်ကျေးဇူးပြုပြီးတော့ share ပေးပါဦးမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေဘေးကင်းကြပါစေ